Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Tie Six ဈာမဖြစ်တဲ့ Vita Gyokeres ကိုခေါ်ဖို့အတွက် Manchester United ကစိတ်ဝင်စားနေတာညီကတို့အတိပါဒါပေမဲ့လို့ကစားမကိုတိုင်းဘက်ကတော့လက်ရှိ Manchester United ကိုပြောင်းဖို့လမ်းဖွင့်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ Vita Gyokeres က Champions League မကစားရရင်ကိုပဲ Manchester United ကိုပြောင်းရွှေ့ဖို့အတွက်စိတ်ဝင်စားနေတယ်ပေါ့ United ကလက်ရှိအချိန်ထိ Sporting အသင်းနဲ့ တရားဝင်ကန့်လန့်မှုတွေမရှိသေးပေမဲ့တခြားဥရောပအသင်းတွေ sorry ကလပ်တွေရဲ့ဘက်ကလည်းစိတ်ဝင်စားမှုတွေရှိနေကြသေးပါတော့ဒါပေမဲ့လို့ Ruben Amorim ကတပည့်ဟောင်းနဲ့လက်ရှိအချိန်ထိဆက်သွယ်မှုရှိနေသေးဖြစ်တဲ့ Sporting Lisbon ရဲ့ဘက်ကတော့ Gyökeres ကို Euro 80ဝန်းကျင်ဖြင့်ရောင်းချဖို့အတွက် ကြိုးပမ်းမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒါပြင် Rasmus နဲ့ပတ်သက်တဲ့သတင်းလည်းကျွန်တော်တို့ဒီမှာဆွေးနွေးကြပါမယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Gyökeres က မန်ချက်စတာယူနိုက်တက်ကိုချန်ပီယံစ်လိဝင်ခွင့်မရရင်တောင်မှပြောင်းကျင်နေဆိုတာနည်းနည်းတော့ကျွန်တော်တို့အတွက်စဉ်းစားစရာဖြစ်လာတယ်ဒါသတင်းကောင်းမှာသတင်းကောင်းမှာဒါပေမဲ့လို့ပေါ့နော်ဒီမတိုင်ခင်ကကျွန်တော်တို့ယာကြီးမကုံခင်ကပေါ့နော်ဗစ်တာဂူခရက်စ်ဒီချန်ပီယံစ်လိဝင်ခွင့်ရတဲ့အသင်းကိုပဲပြောင်းကျင်နေဆိုပြီးတော့သတင်းတွေကြဲကြဲပြက်ပြက်ထွက်ဖူးတယ်အဲ့ဒီနောက်မှာနီးပြားဖြစ်တဲ့အမ်မိုရင်ကိုယ်တိုင်ပြောတဲ့စကားလုံးတစ်ခုရှိတယ် ကျွန်တော်မန်ချက်စတာယူနိုက်တက်ကဟိုပြိုင်ပွဲဝင်ခွင့်ရမှဒီပြိုင်ပွဲဝင်ခွင့်ရမှဆိုတဲ့ကစားမားတွေကိုခေါ်ဖို့ဆိုတာထက်ပေါ့နော်အသင်းတော်အမှန်တကယ်လာကစားခြင်းတဲ့သူတွေကိုပဲခေါ်ဖို့အတွက်ကျွန်တော်စိတ်ဝင်စားတယ်ဆိုပြီးတော့သူပြောဘူးတယ်ဆိုတော့ဒါကြောင့်ပေါ့နော်ဗီတာဂူခရက်စ်နဲ့ပတ်သက်ရင်ကျွန်တော်ကတော့ကျွန်တော်တယောက်တည်းအမြင်ရပါဟိုပြောမလဲတိုက်စီကိုအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတာတွေကတိုင်းနာတစ်ခုကြီးကျွန်တော်တို့ပေါ့နော်ဟိုဆန်တာမစိုးဘူးလူတယ်လို့ကျွန်တော်ထင်တယ် အကြောင်းရင်းတော့ရှိတယ်ဗျာလက်ရှိချိန်ထိ Ukraine's လိုကစားမမျိုးကိုခေါ်လို့ရရဲ့တန်းနဲ့ဘယ်အသင်းကမှတရားဝင်ထိရောက်အောင်ကန့်လတ်မှုတွေကျွန်တော်ရှိမထားဘူး chance တွေကိုစီရှိတယ်ဒါပေမဲ့လို့တခြားကလပ်တင်းတွေဟာဒီကစားမဖြစ်တွေကိုခေါ်မကြိုးပမ်းမဲနဲ့တခြားပြစ်မှတ်တွေကိုပဲပူစားပေးပြီးတော့သူတို့ခေါ်သွားကြတယ်အာဆင်နယ်ဆိုလို့ရှိရင်တိုက်စစ်မှာ twin goal နဲ့ပတ်သက်လို့အယူမှုလိုတဲ့အသင်းမှာတိုက်စစ်မှာ goal တွေတရဇက် twin နဲ့ကစားမမျိုးကိုလိုတဲ့အသင်းမှာဒါပေမဲ့လို့ Victor Gyokeres လိုကစားမမျိုးကိုလုံးဝလှည့်မကြည့်ဘူး ော် Chelsea ဆိုလို့ရှိရင်လည်းပဲသူတို့အနေနဲ့ Vita Gugres ကိုကစားမမျိုးကိုလိုတဲ့အသင်းမျိုးပဲဒါပေမဲ့သူတို့တွေလုံးဝလှည့်မကြည့်ပဲနဲ့ Liam Delap လို့ကစားသမားမျိုးကိုကျွန်တော်တို့ကလုံးဝခေါ်ပလိုက်တယ်ဒါအပြင်အခုချိန်ထိပဲအသင်းကမှ Vita Gugres ကိုခေါ်ဖို့စိတ်ဝင်စားဘူးเนาะ sorry club တွေရဲ့ဘက်ကလည်းစိတ်ဝင်စားမှုတွေရှိနေတယ်ဆိုပေမဲ့လို့ဘယ်အသင်းကမှထိရောက်အောင်ကြိုးပမ်းနေတယ်မျိုးတွေကျွန်တော်မရှိဘူးဆိုတော့ Vita Gugres ရဲ့အခြေအနေကကျွန်တော်တို့အနေနဲ့နည်းနည်းတော့ထူးဆန်းနေပြီဗောနော်တခုတော့ရှိတာဗောဗျာ ကိုရီပြည်သက်တီဆိုတာကတော့တမန်ကရှန်ကာပဲတည်မှာပေါ့ဒါပေမဲ့သူတို့ကလပ်ကကျတော့ဒီ days ကြကြတည်တယ်ဗျဒီကစားမနဲ့ပတ်သက်ပြီးတော့သူတို့တည်းအဆင်ပြေနိုင်လားမပြေနိုင်ဘူးလားเนาะသူတို့က analysis တွေသူတို့ရှိတယ်เนาะဒီ days ကြကြသူတို့စုံစမ်းကြတာတွေကျွန်တော်တို့ရှိတယ်ဆိုတော့အကြောင်းရင်းတော့တခုတော့ရှိရမယ်ဒါဟာအသင်းတွေကတော်တော်တွေးစီရပါဘာကြောင့်မလဲတခြားကလပ်အသင်းတွေပေါ့เนาะကျွန်တော်တို့ကခေါ်ဖို့မကြိုးပမ်းကြလဲပေါ့ဈေးကလည်း26နှစ်ရွယ်ကစားမတစ်ယောက်ကိုကျွန်တော်တို့ကတန်ယူရိုတန်80ထိပေးရမှာပါ ဒါဟာတော်တော်ကိုဟို risk များတယ်ဗောနော် risk များတယ်လက်ရှိကွန်ညာ25နဲ့26နှစ်ကိုကျွန်တော်ပေါင်တန်း60ကျော်ကျွန်တော်သုံးပြီးသွားပြီနောက်ထပ်25နှစ်ရွယ်ကစားမတယောက်ဖြစ်တဲ့ Brian Ampwe မှုတွေ့လဲနောက်ထပ်တန်း60တန်း60လောက်ထပ်သုံးရအောင်မယ်နောက်ထပ်26နှစ်ရွယ်တိုက်စီမှုတယောက်ကိုလည်းကျွန်တော်တန်း80ယူရိုတန်း80ဗောနော်ပေါင်တန်း55တန်း60လောက်ထပ်သုံးရအောင်မယ်ဆိုတော့တိတ်တော့အချိန်ကြီးကတော့မကောင်းဘူးနော်တိတ်တော့ကျွန်တော်ကျွန်တော်ကအပြည့်အဝမယုံကြည်ဘူးဗျာနည်းနည်း တန်တရားဖြစ်နေတယ်မှန်တိုင်းပြောရရင်သိလားဟိုတုံးအမဲငွေကြီးနေပေါ့နော်ကျွန်တော်တို့ဒါ flop သွားလို့ရှိရင်တော်တော်တိုင်ပတ်မှာအတင်းတွက်ကဘာလို့လဲဆိုတော့ကျွန်တော်တို့လိုအပ်နေတဲ့တခုတော့ရှိတာပေါ့အတင်းကလိုအပ်နေတဲ့တိုက်စစ်ကတော့ဂိုးဒီတစ်ဆက်အတွင်းထားတဲ့တိုက်စစ်မှုမျိုးကိုအတွင်းအာမခံချက်ရှိတဲ့တိုက်စစ်မှုမျိုးပေါ့ဒါဒီဒီလိုဂိုးခရက်စ်လိုကစားမှမျိုးပဲမှန်နေအမေလိုတော်တော်ထူးဆန်းတယ်ဘယ်အတင်းကမှခေါ်ဖို့မကြိုးစားဘူးခေါ်လို့ရတယ်နော်ခေါ်လို့ရတယ်နော်ဂိုးခရက်စ်ကိုခေါ်ဖို့ကအလောက်မခက်ဘူး ချန်ပီယံစ်လိဝင်ခွင့်ရတဲ့အသင်းတွေအတွက်ဆိုပိုတောင်းလွယ်သေးတယ်။ဒါပေမဲ့ဘသူမှခေါ်ဖို့မကြိုးပမ်းဘူး။ဆိုတော့အသင်းအနေနဲ့လည်းစန်တာမစိုးဘူးလို့လည်းလို့ကျွန်တော်ထင်တယ်။အခုလောလောဆယ်ကတော့တရင်တွေထွက်နေပြီမဲ့လို့ကိုရီတင်းရဲ့ဘက်ကလက်ရှိဒီဘယ်ပြောမလဲ။အံပွင့်မွေးရဲ့အပြောင်းအရွှေ့ကိုပဲကျွန်တော်ကအရင်ဆုံးအပြီးတက်မှာပါ။အဲ့ဒါပြီးမှတိုက်စစ်မှုဘက်ကိုကျွန်တော်လှည့်မှာ။တိုက်စစ်မှုတော်မှာအခုချိန်မှာဘသူကိုခေါ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဘာမှတိတိကျကျတိသေးတာမဟုတ်ဘူး။နော်ကစားမကတော့ဘယ်ပြောမလဲ။ United ကိုပြောင်းဖို့အတွက်လမ်းဖွင့်ထားတဲ့ဘာညာဆိုတာကလည်းဒီတိုင်းထက်ပြီးတော့မနော် PR သတင်းတွေလွှင့်တာမျိုးတွေကျွန်တော်ဖြစ်ကောင်းဖြစ်နေတာပဲဘာသိမလဲကျွန်တော်တို့မနော်ဒီကြတာတကူကတော့ကျွန်တော် Manchester United အနေနဲ့ဒီ Victor Gyokeres ကိုခေါ်ဖို့အတွက်ကြိုးပမ်းမဲ့နေရာမှာတော်တော်ကိုတည်ထားရပါမယ် Gyokeres ကအသင်းမှာအမှန်တကယ်ပေါ့နော်အားဖြည့်တင်တဲ့တိုက်စစ်မှုမျိုးဒါကျွန်တော် data တွေရကြည့်ရင်ကိုကစားမကတကယ်ကိုကျွန်တော်အနေနဲ့ဂိုးတွေတွင်းနေတာဆိုတော့ပေါ့နော်သို့တော့ကျွန်တော်ကတော့သိပြီးတော့ဗျာဒီလေယုံကြည်မှုကမရှိဘူး ဟို Resman Highland တို့ဘာတို့တောင်မှဗျာအသန်း80နဲ့ပေးထားတာ Gucres လို့ကစားမမျိုးတန်ပါတယ်ပြောအောင်ကကျွန်တော်တို့ကဘယ်လိုပြောမလဲခြေကအမှားမှားထားလို့ငါတို့အဲ့လိုထက်ပြီးတော့ကျူးလွန်တင်ပါတယ်ကွာဆိုပြီးတော့တွေးလို့မရဘူးဗျာကျွန်တော်ကနောက်တော့ထက်မမှားအောင်ကျွန်တော်ကျူးပန်းမှာဟုတ်တယ်မလားနော်ဒါကြောင့်ဗျာနော် Gucres နဲ့ပတ်သက်တဲ့အခြေအနေကတော့ကျွန်တော်လည်းလေးစိတ်ပူမိတယ်အတင်းအနေနဲ့ခြေလန်းနေမစိုးဘူးလူတယ်လို့တော့ကျွန်တော်ထင်တယ်အပြောင်းရွှေ့ကတော့မြန်မြန်ပြီးလေကောင်းနေပဲဗျာအပြောင်းရွှေ့နဲ့ပတ်သက်ရင်ဒါပေမဲ့ ယူကရိန်းရဲ့အခြေအနေကိုကစိတ်ပူစရာဖြစ်နေတာဘာလို့မှမသိဘူးညီကတို့ရောသတိထားမိကြတာဘာကြောင့်ဘယ်အသင်းမှယူကရိန်းကိုခေါ်ဖို့မကြိုးပမ်းလဲဆိုတာဆွေးနွေးကြပါနော်နောက်တစ်ခါကနောက်တစ်ခါကကျွန်တော်အနေနဲ့တိုက်စစ်ကစားမှဖြစ်တဲ့ Resmat Hoyland နဲ့ပတ်သက်လို့ပါ Resmat Hoyland ကတော့ Manchester United မှာတော်တော်ခဲရင်တဲ့ကာလာဒီဖြစ်တန်းခဲ့ရပြီးတဲ့နောက်ပေါ့နော်။နွေရာသီပြောင်းရွှေ့မှာသူ့ကိုယ်တိုင်အမှန်ကန်ခေါ်မယ်ဆိုလို့ရှိရင် Inter Milan ကိုပြောင်းရွှေ့ဖို့အတွက်လမ်းဖွင့်ထားကြောင်းသိရတယ်ပေါ့နော်။ အီတလီမှာကျင်လည်ပေးပြီးတော့အီတလီမှာအဆင်ပြေခဲ့တဲ့ exam တစ်ယောက်ဖြစ်တဲ့အတွက်အီတလီကပြန်သွားရင်သူ့ရဲ့ performance တွေကိုပြန်မြင်ရလိမ့်မယ်ဆိုပြီးတော့ဗောနော်ယုံကြည်ထားကြတယ်လို့ Inter Milan သင်းရဲ့ဘက်ကလည်း white line လူလူငယ်ကစားမအီတလီမှာအဆင်ပြေမှုတဲ့ကစားမကိုလူချင်းနေတာဗောဆိုတော့နီးပြအပြောင်းလဲနဲ့ကျတို့ဒီကစားကွက်အပြောင်းလဲတွေပြစ်နိုင်ရရှိတဲ့အခြေအနေမျိုးမှာ white line လူကစားမမျိုးဒီ Inter Milan ခေါ်ချင်းခံရတဲ့ကစားမဖြစ်လာနိုင်နေဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ဒါကြောင့်ဗောနော် Resmat Whiteland ရဲ့ ဒီအီတလီအပြောင်းရွှေ့ကအသင်းတွက်ပို့ပြီးတော့ဖြစ်လာနိုင်စွမ်းတော့ရှိတယ်။ဒါကတော့ကောင်းတဲ့တဲ့မယ်။ဟို Resman Wildland နဲ့ပတ်သက်လို့ရှိရင်ကိုရီနီနဲ့အမှန်ကန်ရောင်းချဖို့ကျွန်တော်ကြိုးပမ်းရမှာပေါ့နော်။ဒီနေရာမှာငွေပေါ်နိုင်ဖို့အရေးကြီးပါတယ်။အသင်းမှာ Market Stretch ဖို့တို့ Jaden Sancho တို့ Anthony Santos တို့လက်ရှိ Resman တို့ Luke Shaw တို့ Malacia တို့ဒီလိုကစားမားတွေရဲ့အပြောင်းရွှေ့ကနေကျွန်တော်ဟာငွေရှာနိုင်တဲ့အကောင့်တွေပေါ်နိုင်မှကျွန်တော်ရမယ်။ Wildland နဲ့ပတ်သက်လို့လည်းပြည်သက်တရားတိတ်ပြီးတော့ပေါ့နော်။လုံးဝ သဘောမကျကြတယ်ဘော့စကူကတော့ဟိုနေ့က overlap မှာပြောထားတာပဲ Resman Whiteland ကပေါ့နော် Manchester United ရဲ့ဦးစားပေး number 1 striker ဖြစ်နေတာဒါဘလုံးမှလက်သင့်ခံရမှာရှိဘူးပေါ့ဒါပေမဲ့လို့ပေါ့နော်သူ့အနေနဲ့သူ့ရှိမှ senior ကစားမတယောက်ရှိမယ်ပူကောင်းတဲ့ကစားမကြီးနဲ့ဝန်းရံထားမယ်ဆိုရင် Whiteland ဟာပို့ပြီးတော့ကောင်းလာနိုင်တယ်ဆိုပြီးတော့လေ Scoo ကပြောထားတာပဲဆိုတော့တယောက်နဲ့တယောက်ကတော့အမြင်နေမတူကြဘူးပေါ့ဗျာဒါပေမဲ့လို့ Whiteland နဲ့ပတ်သက်ရင်အသင်းကလက်ခံသင့်စရာငွေပမာဏနဲ့ကံလန့်မှုတွေသာရှိလာတယ်ဆိုရင် တို့လုံးဝအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတယ်။အသေးအနေနဲ့ပေါ့နော်ဆိုတော့ဒီလက်လှုပ်ဖို့ကျွန်တော်ကြိုးပမ်းနေတယ်။အကြာကြီးကျွန်တော်သိပြီးတော့စဉ်းစားနေစရာမလိုဘူးဗျာ။ဒါကြောင့် Resmel Highland နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေကတော့လာမယ့်နေ့မှာတရားဝင်ကန့်လန့်မှုတွေရှိလာမလားစောင့်ကြည့်ရမယ်ပေါ့လေ။ Inter ရဲ့ဘက်ကတော့နောက်ပိုင်းမှာတောက်ချောက်တရင်ထွက်နေတာပါ။မဲဟွိုင်းလန်လိုကစားမမျိုးကိုရောင်းချဖို့ကတော်တော်ခင်းရင်ပါလိမ့်မယ်။ကိုသိန်းမှာတော်တော်ခက်ခဲတဲ့ခလာတွေသူဖြစ်တန်းခဲ့ရပြီးတဲ့နောက်သူ့ကိုကျွန်တော်ခေါ်ဖို့ကြိုးပမ်းနေတဲ့အသင်းကြီးက United လူချင်းနဲ့ဈေးတီတော့ပေးကြမှာမဟုတ်တော့တေးကြတယ်။အဲကြောင့် Highland ရဲ့အပြောင်းရွှေ့ကအင်မတန်ခဲရင်နိုင်တယ်။ဒါပေမဲ့ Inter Milan အပါဝင်တခြား Italy club တွေရဲ့ဘက်ကခေါ်ဖို့ကြိုးပမ်းလာနေတဲ့ကျွန်တော်ကျွန်တော်စောင့်ကြည့်ရမှာ။ဒီကလို့နေနေရော Vita Gugres ကိုခေါ်ဖို့ကြိုးပမ်းသွားနေမယ်လို့ကျွန်တော်ထင်ကြလားကြိုးပမ်းသင့်တယ်လို့ထင်ကြလား Resman Highland ကိုရောလက်လို့သင့်တယ်လို့ကျွန်တော်ထင်ကြလားဒါပေမဲ့အစ်မဆက်ပြီးတော့ backup striker အဖြစ်ဖြစ်ထားတဲ့လူညီကလို့မြင်ရလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများရှိပါတယ်